ဟယ်လိုအာကျွန်တော်ဒီနေ့ဘာပြောပြရမယ်ဆိုတော့ကျွန်တော် G GS ပေါ့နော် GS ဆိုတဲ့ position ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တင်မောသားစာအုပ်မှာကျွန်တော်ဒီ oil one ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဒီ mass man လုပ်မဲ့ညီကိုတွေပေါ့နော် mass man လုပ်မဲ့သူတွေပြီးတော့အဲကုတ်ဘုတ်သွားမဲ့သူတွေနေနေပေါ့နော်ကျွန်တော်ချိုးကြတော့ဘာကိုယူရဲဆိုတော့ GS ဆိုတဲ့ position ကိုယူရဲပေါ့နော် GS ဆိုတဲ့ position အမှန်တကယ်ကကျွန်တော်တို့ဒီလက်ရှိဒီလူတင်မောသားဒီအချက်ပြုတ်ပိုင်းသွားမဲ့ဆိုရင်လူတစ်နေနေဆိုရင် GS က อ่า GS potential ဆိုရဲဟာကတော်တော်လေးကိုတော့ဘယ်လိုပြောမလဲအဲခတ်တယ်ပေါ့เนาะခတ်တယ်ဆိုတာဘယ်လိုခတ်လဲဆိုတော့ဒီကွလမတ်ရှိရလို့ ਨੇ ယူကွလမတ်မရှိပဲ GS position နဲ့ဆိုရင်ကွလမတ်ရှိရပြီးပို့ပြီးတော့အာပို့ပြီးတော့ဘယ်လိုပြောမလဲအလုံးရနိုင်ရပို့ပြီးချမ်းရှိရပေါ့เนาะအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ ID position က position ရ position အဲ့ position သွားမယ်ဆိုရင်ကျွန်တော် GS ကို GS ကိုတခြားဟော GS ကိုမရွေးသေးခြင်းဘူးဒါဒီကုတင်တောင်တက်သေးခြင်းကျွန်တော်ဒီ carry bank ပေါ့နော် carry bank kitchen bank ကိုတောင်းမဲ့သူဆိုရင်တော့အဲ GS ဆိုတဲ့ position ကဘာအတွက်လဲဆိုတော့ဘာလဲဆိုတော့ GS ကဘာလဲဆိုတော့ဒီဟိုကျွန်တော်ဒီ passenger ship ကိုသွားမယ် passenger ship ကိုသွားမယ်ဆိုရင် passenger ship ကနေပြီးတော့ဘယ်လိုလဲဆိုတော့ passenger passenger ship မှာ GS position နဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီ housekeeping တို့ချားပေါ့နော်ချားဟိုဘဲဘဲအများကြီးပေါ့နော်အဲ passenger ship အတွက်ဆိုရင်ဒီ GS က okay တယ်နောက်တစ်ခုကဘာနောက်တစ်ခုဘာဘာနောက်တစ်ခုဘာလဲဆိုတော့ GS ဆိုတာကကျွန်တော်တို့ ျွန်တော်ဒီကျွန်တော်နားလဲလောက်ပေါ့နော်ဒါကျွန်တော်နားလဲပဲပြရရဲဆိုတာဗာလဲဆိုတော့ဟိုဒီဒီကောင်ကျွန်တော်ဒီအာ position ပြောင်းမှာပေါ့နော် position ပြောင်းမှာဆိုတာဥမာကျွန်တော် GSN တက်သွားပြီနောက်တင်မစစ်ထားပဲရေပေါ့နော်နောက်နောက်တစ်ခေါက်ကြရင်ကျွန်တော်ကအခုနပြောတဲ့ဟို debt to engine လို့ပြန် change နေတယ်ဆိုရင်အဲ့အတွက်ကျွန်တော်ကဒီ GS ကိုယူရတာပေါ့နော်တကယ်လို့ကိုယ့်ဘက်ကိုသွားမယ်ဆိုရင်ကက်ဒီကိုယ့်ဘက်ကိုသွားမယ် gallery ဘက် gallery ဘန်းအောင်တေချာသွားမယ်ဆိုရင်တော့ GS ကိုမယူသေးခြင်းကျွန်တော်တော့အဲ့လိုပထမအဲ့လိုမှားတာပေါ့နော်မှားတာဘယ်လိုမှားလဲဆိုတော့ဒီ GS နဲ့ ဟိုကကွက်နဲ့မှားတာပေါ့နော်ဘယ်လိုမှားလဲဆိုတော့ပြဿနာကဟိုကျွန်တော်တင်းနှန်းသွားတယ်တင်းနှန်းသွားတော့ဘယ်လိုလဲဆိုတော့အဲသူကညီလေးဟိုဖြစ်ရင်ပေါ့နော်ဟိုကွက်လုံးပါပဲပေါ့နော်ကျွန်တော်ကအချက်ပြဝင်ရင်လုတ်ကွက်ကွက်လုံးပါဆိုရင် GS ပဲရှော့လိုက်ကွက်မတက်နေတော့ပါဆိုတော့ကိုတက်လို့ရှိရင်လည်းပတ်စံပုံပုံလေတဲ့ဟာကိုကအမကျွန်တော်တို့ဒီ GS နဲ့တင်တဲ့အလိုက်တာအားလုံး PC ကို prism ပါဘောနော် prism ပါကကိုတင်တာမပါဘူးအားလုံး6သိန်းကြရတယ်ဗောနော်အဲကိုတင်တာပါမယ်ဆိုရင်အားလုံး9သိန်းခွဲလောက်ကြမယ်အဲတော့ဘာမှမဆိုအဲ့ဒါဆိုလည်းငါပြီးရောဗောနော်တက်တာလေဗော GS ဟာ JS ပဲလွှဲလိုက်မှာပေါ့ပြီးရင်သူက Titan နဲ့ဘယ်ကပြောဘာပြောလဲဆိုတော့ I mean နှောက်ခေါက်လဲနှောက်ခေါက်လဲလို့ရှင်ပေါ့နော်အဲတုံးနှစ်တုံးလောက်ရောက်လို့ရှင်နှောက်ခေါက်လောက်ရောက်လို့ရှင်ပေါ့နှောက်ခေါက်လောက်ရောက်လို့ရှင်ပြီးဟာကွတ်ဖြစ်သွားလိမ့်မယ်ဆိုတော့အော်ကိုကလည်းအဲ့လိုပေါ့နော်ဒီဘာ Titan တက်ဆံမလို့ရှင်ကွတ်ဖြစ်သွားမယ်ဆိုတော့ဒီအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ကအဲ့လို JS ကိုချက်လိုက်တာပြီးတကယ်တကယ်လဲကြာလဲကြာဘာဖြစ်လဲဆိုတော့တကယ်လူလဲခေါ်လဲခေါ်ပိုဒီရှင် vacancy လဲခေါ်လဲခေါ်ကွတ်လက်မှတ်ပါမှာဆိုတော့အသေးရောအဲ့မှာကွတ်လက်မှတ်ဆိုတော့အဲ့မှာအဲ့နဲ့ ိုကပြန်ပြီးတော့ column ကိုတင်လိုက်ပြန်တယ်ပြန်ပြန်လိုက်ပြီးတော့ issue ပြန်ချင်းရတယ်ပေါ့နော် GS ကနေ CKB ပြန်ချင်းရတယ် CKB ပေါ့နော်အဲကုတ်ပေါ့နော် column ကုတ်ကုတ်ကိုပြန်ချင်းရတယ်ဒီကျွန်တော် CD ဆို all in one မှာကိုပြန်ချင်းရတယ်အဲ့တော့ကုတ်တင်တဲ့တလာကတလာခွဲကြတယ်ပြီးလို့ရှိရင်အစားအစားနဲ့ပြန်ထည့်တာကအလုံးစားအစားနဲ့အလုံးပြန်ထည့်တာကဟောလောက်ကြတယ်အာတလာအာတလာခွဲတလာခွဲတော့ထွက်ကြတယ်အားလုံး၃လောက်ထွက်ကြတယ်အဲ့တော့ကိုယ်လက်ထက်မှာစားရဆန်နေဆုံးဒီ vacancy လေးပေါ့လဲပေါ့ကိုကအဲ့လိုမျိုးတွေဖြစ်တော့ ကောင်းဘူးပေါ့နော်အဲအကြောင်းပြောချင်တာကဒီကုတ်အာဒီကုတ်ကိုလုပ်မယ်ကစ်ရှင်မှာသွားမယ်ဆိုရင်တခါတည်းကျွန်တော်ကုတ်လက်မဲ့လက်ဖက်ရှိတာအကောင်းဆုံးပဲပေါ့နော် GS ဆိုတာကတော့ဘယ်လိုလဲဆိုတော့ဟို general steel ပေါ့နော်အာတခါပဲပေါ့ဒီကိုကတစ်ခေါက်လိုက်ပြီးတော့ charge engine တက်လို့ပြန်ချင်းကျင်တယ်ဒါမှမဟုတ်ခုနပြောတဲ့ GS ဟို GS နဲ့ GS position နဲ့ယူပြီးတော့ပြီးကျွန်တော်နောက်ဘက်မှာ GS position နဲ့နောက်ဥနောက်မှာဒီ personal shift လိုက်မယ်ဆိုတော့ဒါကအဆင်ပြေတယ်ဘာလို့ဆိုတော့တင်တန်းကတက်တာလေ။ဒါတင်တန်းကဥမာကျွန်တော် precipitate လို့ဆိုရင်တင်တန်းကက၄သိန်းလောက်၄သိန်းနီးပါးတက်တာဟုတ် ဆိုတော့အဲဒါ GS ကရောဒီဒီဒီလိုပဲပေါ့နော်ဒါလို့ကြည့်ချင်မှသွားမယ်ဆိုတော့ခါတယ်ကုတ်တင်တာခါတက်ထားလိုက်အကောင်းဆုံးပဲတက်ထားရရလက်ကပါလို့ဆိုတော့ချို့ပြကျွန်တော်တို့ဒီတင်မို့ရောက်လာတယ်ဒါဓာတ်ပိုက်တစ်ချက်ကျွမ်းရမကင်တော့မိဖို့ကြောင့်လည်းမကျွမ်းအောင်ဆိုရင်တော့ခုနပြောတဲ့နောက်ပိုင်းခေါ်တဲ့သူတွေကလည်းအဲ့လိုပေါ့နော်ဒီတိုတိုလိုင်းနေဆိုလည်းအဲ့လိုပဲလူတက်ခွန်ရဲ့အဲ့လိုမျိုးကွက်လမရှိရဲ့လူပေါ့တယ်ဘာလို့ကွက်လမရှိရဲ့လူကြတယ်ဒါကျွန်တော်ချက်ချက်ဖို့တင်တက်ထားတော့ဓာတ်လိုက်ဓာတ်ကင်တာလေးပြောနေပါ तू ကဒီမိဖို့ကြောင့်မစိမ့်ဘူးဗျာအခုနပြောတဲ့ GS လို့ပါလို့ဆိုရင်တော့တို့ကတိတ်ခေါ်ချင်ရောအဲအကြောင်းကိုအာတယ်ကောကစ်ချင်မဲ့သွားမယ်ဆိုရင်ခါတယ်အာ ကုလကုတနာခါတက်ထားပါဘောနော်အဲ့ဒါကောင်းလို့ပဲပေါ့အဲ့ဒီပြပါကျင်တာပါဟိုတော်တော်များများက GS ဖြစ်နေကြလို့ပေါ့နော် GS ဆိုရဲဟာကကျွန်တော်တို့အဲကျွန်မမဒီပိုင်းသွားကျင်တယ်ဆိုရင်မလွှဲအောင်ပေါ့နော်အဲ့ပြပါပြရပါစစ်တမားလေးဘိုင်ဘိုင်